လောကမှာစေတနာကိုနားမလဲတဲ့သူတွေရှိတယ်။စေတနာကို အပြစ်မြင်တဲ့သူတွေလည်းရှိတယ်။စေတနာကိုစော်ကားတဲ့သူတွေလည်းရှိတယ်။အဲ့ဒါသူတို့အပိုင်းပါပဲ။ကိုယ်တမိုင်းကတော့ဘာပဲလုပ်လို့စေတနာမှန်မှန်နဲ့အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲမဟုတ်လား။ကိုယ်လုပ်တာသူတို့ရဲ့တွန့်ပြန်မှုကောင်းကိုမျှော်လင့်ဖို့မှမဟုတ်တာ။အကျိုးသက်ရောက်မှုကောင်းတွေဖြစ်ဖို့ပဲလေ။ တကယ်တော့စေတနာကောင်းဆိုတာလူတိုင်းမှာမရှိတတ်ဘူးကိုယ်မှအဲ့ဒီစေတနာကောင်းလေးရှိနေတာကိုကဒါဟာအကောင်းတက်ခံလေးပါလာတဲ့သဘောပဲနေဒီတက်ခံလေးကိုတယောက်ယောက်တစ်ခုခုကြောင့်ပြည့်ပြည့်သွားလို့တော့မဖြစ်ပေဘူးပေါ့အဲကြောင့်ကံဆိုတာအလုတ်အလုတ်ဆိုတာစေတနာပဲဖြစ်တဲ့အတွေ့အကြုံစေတနာကောင်းကောင်းနဲ့အလုတ်ကောင်းကောင်းသာလုတ်ပါတုံ့ပြန်မှုမကောင်းလဲတက်ရောက်မှုကောင်းဖို့ကအဓိကပဲလေ လောကမှာအဲ့ဓာရီကလူသားတိုင်းနဲ့ကြုံရမှာလောကဒဏ်မှာလောကဒဏ်ထဲမှာဒါလည်းပါတယ်စေတနာကိုစေတနာနဲ့မတန်တဲ့လူတွေချောစေတနာနဲ့မတန်ဘူးအဲ့လိုပြောတာစေနာလူတိုင်းနဲ့မတန်ဘူးလို့တော်တော်များများတွေးတတ်ကြတယ်မှန်ကလူတိုင်းနဲ့တန်တဲ့စေတနာကိုကမထားနိုင်လို့စေနာကလူတိုင်းနဲ့မတန်ဘူးလို့ပြောတာထက် လူတိုင်းနဲ့တန်တဲ့စေတနာကိုမထားနိုင်စေတနာကသူကကိုယ့်ဘက်ကထားမယ်အပိုင်တန်ခြင်းမတန်ခြင်းဟောဘက်ကလက်ခံတဲ့သူရဲ့အပိုင်ကိုယ့်ဘက်ကတော့စေတနာကောင်းထားရမှာကိုတာဝင်အဲ့ဒီစေတနာကောင်းကိုတွန့်ပြန်မှုလာခြင်းမလာခြင်းကသူ့အပိုင်ဖြစ်သွားအဲ့ကိုကလှုပ်ပေးပြီးတော့ကိုယ့်အပိုင်ကသူ့ကိုတွားပြီးတော့မျောလင်းလိုက်တဲ့အတွက်ကြောင့်ကိုယ့်စေတနာတွေပြက်ပြက်ကုန်တာဖြစ်တယ် ော့တခါကျတော့ကိုကလှုပ်ပေးလိုက်တာကိုလှုပ်ပေးတဲ့အပေါ်မှာကိုကပြန်မြုံမိနေတဲ့အတွက်ကြောင့်ကိုစေနာကိုသူတို့ကအတိမမပြင်းငါကတော့လှုပ်ပေးလိုက်ရတယ်သူတို့ကငါစေနာကိုလေးမထားဘူးဒီလိုဖြစ်ကုန်ဆိုတော့သူတို့ရဲ့တုံ့ပြန်မှုကောင်းကိုယားချင်းမယားချင်းတဲ့ကိုလှုပ်ပေးတဲ့အလုပ်လေးကအကျိုးသက်ရောက်မှုကောင်းခြင်းမကောင်းခြင်းဒါကအရေးကြီးသွားတယ်